ျွန်တော်တို့ရဲ့ပြောဆိုတဲ့နေထိုင်တဲ့ဟာလူထုနဲ့ဆက်ကြည့်ဖက်ဖြစ်တဲ့အရာတွေပုံပြတော့များလာတယ်ကျွန်တော်တို့အဲ့လိုလောက်ပတ်ခွင့်ရှိဘူးယန္တူကိုကျွန်တော်တို့ကမိလို့ဆက်ဆံရမှာလူထုကိုကျွန်တော်တို့ရည်လို့ဆက်ဆံရမှာဖြစ်တယ်ဆိုတော့ယန္တူနဲ့ထိတွေ့တဲ့အခါယန္တူနဲ့ရည်ဆိုင်ရတဲ့အခါကျွန်တော်တို့ဟာပြတ်သားရမယ်ရည်ကြီးရမယ်ခံမနဲ့စုပ်တဲ့ချက်ရှိရမယ်တွေ့ဝင်နေလို့မရဘူး သို့တော့လူထုနဲ့ကျွန်တော်တို့လူထုကြားထဲသွားတဲ့ချိန်မှာအရင်အရေးကြီးဆုံးရတစ်ခုရှိတယ်နှိတ်ချဖို့ပါကျွန်တော်တို့ဟာတပ်ဖွဲ့ဝင်တွေဖြစ်တယ်ဘာရထုရခါပဲယူပါစေလူထုကြားထဲမှာကျွန်တော်တို့တွားပြီးဆိုလို့ရှိရင်ကျွန်တော်နှိတ်ချဖို့လိုအပ်တယ်နှိတ်ချတယ်တော့ကျွန်တော်နှိတ်ချဖို့လိုတယ်